ယူကရိန်းမှာရှိတဲ့ရုရှားရဲ့တပ်တွေချွင်းချက်ရှိစုခွာမှသာရုရှားပေါ်အရေးယူမှုကို EU ကရုတ်သိမ်းမယ်လို့တီလင်းပြောလာပါတယ်။ရုရှားတပ်ဖွဲ့တွေအားလုံးယူကရိန်းကနေချွင်းချက်ရှိစုခွာပေးဖို့ဆိုတာဟာဥရောပသမဂ္ဂ EU ရဲ့ရုရှားအပေါ်အရေးယူပေးဆမှုတွေရုတ်သိမ်းဖို့ပြင်ဆင်ဖို့အတွက်အဓိကသတ်မှတ်ချက်ဖြစ်တယ်လို့ဥရောပကော်မရှင်ကထုတ်ပြန်ပါတယ်။ပင်လယ်ပြင်နဲ့အစွမ်းရည်ပြတ်မှတ်တွေပေါ်တိုက်ခိုက်မှုတွေရပ်တန့်ထားဖို့ယူကရိန်းရုရှားတို့နဲ့အမေရိကန်ကအင်ကာနေမှာ သေးကြစီသဘောတညချက်ယူခဲ့ပြီးမှမော်စကိုပေါ်အရေးယူပိတ်ဆို့ထားမှုတချို့ပါရုပ်သိမ်းရေးဖိအားပေးဖို့ဝါရှင်တန်ကသဘောတူခဲ့ပါတယ်။ဒီစနစ်ပွဲတွေမှာ EU ကတော့ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ခုလိုသဘောတညချက်ရတာကိုကြိုးစားကြောင်းဥရောပကော်မရှင်က ထုတ်ပြန်ပါတယ်။ပင်လယ်နက်မှာရေချောင်းလုံးကျုံရဲ့သဘောတညချက်အတွက်ကြိုသတ်မှတ်ချက်အနေနဲ့စောင်းရိတ်ခါဓာတ်မြေဩဇာနဲ့ရေချောင်းပို့ဆောင်ရေးကုမ္ပဏီတွေပေါ့။နောက်နိုင်ငံတွေကချမှတ်ထားတဲ့ အေးအေးမှုတွေနဲ့ကန့်သက်ချက်တွေရုတ်သိမ်းရေးကူညီပေးဖို့ရအမေရိကန်ကသဘောတူခဲ့တယ်လို့ရုရှားကထုတ်ပြန်ထားပါတယ်။အဲ့ဒီအချိန်မှာ EU ဘက်ကသဘောထားကိုထုတ်ပြန်လာတာဖြစ်ပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာရုရှားပေါ်အေးအေးပိတ်ဆို့မှုမူပေါင်းနှစ်ခုချမှတ်ထားပြီးတစ်ခုကိုဒီနှစ်ဇန်နဝါရီကုန်နဲ့နောက်တစ်ခုကိုဒီလထဲမှာ6လစီတက်တန်းတူထားပါတယ်။ပြင်ဆင်ဖို့ဆိုရင်တော့အဖွဲ့ဝင်28နိုင်ငံလုံးသဘောတူရမှာဖြစ်ပါတယ်။ ယူနိုင်ငံဂျာယီဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်အနီတာဟစ်ပါကရုရှားကဒီတရားမဝင်အကြောင်းမဲ့တဲ့ရန်စကျူးကျော်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့စစ်မှန်တဲ့နိုင်ငံရေးစိတ်ချက်ကိုပြရပါမယ်။ရုရှားကိုစကလုံးနေနဲ့ဆုံးဖြတ်လို့မရတဲ့လောက်ရနဲ့ပဲဆုံးဖြတ်လို့ရတယ်ဆိုတာအတွေ့အကြုံတွေကဖော်ပြနေပါလေ။ပူတင်ဟာ လုံးဝမြင်မပါဘူးဆိုပြီး EU ကပြောပါတယ်။အခုလိုမျိုး ဥရောပသမဂ္ဂရဲ့ပြောဆိုချက်ကိုပတ်သက်ပြီးရုရှားဘက်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိပါဘူး။ဒါ့အပြင်ယူကရိန်းသမ္မတဇီလန်စကီကလည်းရုရှားဟာစစ်ပွဲအတွက်ဆန္ဒရှိနေတာကို ပြသနေသေးပဲလို့ပြောပါတယ်။ယူကရိန်းပြစ်ခတ်ရဆဲရေးသဘောတူညီချက်ရဖို့ကြိုးပမ်းအားထုတ်မှုတွေရှိနေသည့်တိုင်အောင်ရုရှားဟာစစ်ပွဲအတွက်ဆန္ဒရှိနေတာကိုပြသနေသေးဖြစ်ပါတယ်လို့မက်ခရွန်ကသတိပေးပါတယ်။အမေရိကန်ပြည်ထောင်စုကဂျာဝင်ဆောင်ရွက်ပေးနေတဲ့ အလားလာရှိတဲ့ပြစ်ခတ်ရေးစည်သဘောတူညီချက်အရယူကရိန်းလုံခြုံရေးကိုမြင့်တင်မှုရည်ရွယ်ပြီးထိပ်သီးဆွနဘမ်တမီပြည်သက်သမ္မတကအဲ့ဒီလိုတတိပေးလိုက်တာဖြစ်ပါလေအပြစ်ခတ်ရေးစည်သဘောတူညီချက်ရမယ်ဆိုရင်ဥရောပကယူကရိန်းကိုကဲလန်နိုင်တဲ့လုံခြုံရေးအာမခံချန်နယ်ဆက်လက်ပြီးသဘောတူညီချက်ရဖို့မလောက်29ရက်နေ့ဟာမက်ခရွန်ဟာယူကရိန်းသမ္မတဆီလန်စကီနက်တို့ဥရောပခေါင်းဆောင်တွေကိုလက်ခံကြိုဆိုမှာဖြစ်ပါလေ မေရိကန်ရဲ့ဂျောင်းဝင်စစ်ဆက်ညှိနှိုင်းမှုနဲ့ယူကရိန်းနဲ့ရုရှားတို့စွန့်ရင်သဘောတူညီမှုရရှိသွားပြီးသိရပါတယ်။ပင်လယ်နယ်အတွင်းတိုက်ခိုက်မှုတွေနဲ့စွန့်ရင်ဆောင်းနယ်တိုက်ခိုက်မှုကိုရပ်တန့်ဖို့ယူကရိန်းနဲ့ရုရှားတို့နဲ့မလ25ရက်နေ့မှာအမေရိကန်ကသဘောတူညီချက်ရရှိခဲ့ပါတယ်။ပူတင်ကကာလာကျရှိဂျိုပန်နဲ့ရုရှားပေါ်နိုင်ငံတကာအရေးယူပိတ်ဆို့မှုအယုတ်သိမ်းပေးရအတွက်ထရန့်ဆိုရကအကူအညီပေးဖို့သဘောတူခဲ့တဲ့အတွက်ရုရှားနဲ့အမေရိကန်တို့သဘောတူညီချက်ဟာယူကရိန်းနဲ့ရုရှားတို့ရဲ့သဘောတူညီချက်ထက်ပိုမိုတာလွန်လျက်ရှိပါလိမ့် ဒီတေချာသဘောတူညီချက်တွေဟာဒေါ်နယ်ထရန့်ကသမ္မတအဖြစ်ကျင်းသစ်စာကျင်းဆိုပြီးနောက်ရန်လိုနေနဲ့နှစ်ဖက်လုံးပထမဆုံးချိန်တရားဝင်ကလေးကိုဖြစ်ပါတယ်ထရန့်ဟာစစ်ပွဲဆောင်သက်ဖို့တော်အားပေးဆောင်ရွက်နေတဲ့ပြင်ရုရှားဆိုရနဲ့ဆက်ဆံရေးပြလဲထူထောင်မှုလုပ်နေပြီးအဲ့ဒီကိစ္စရဲ့အားယူကရိန်းဆိုရနဲ့ဥရောပနိုင်ငံများကသတိထားနေပါတယ်ကျွန်တော်တို့ရုရှားယူကရိန်းတို့နဲ့အလေးနဲ့ဆွေးနွေးနေပါတယ်ဒါကအရန်စစ်ပြည်တို့ပြောချင်ကြောင်းထရန့်ကဆိုပါတယ် ရုရှားဘက်အချို့နဲ့နိုင်ငံတကာဗန်နာရေးစနစ်တို့ကြားချိတ်ဆက်မှုပြန်လည်မရရှိရင်ပင်လယ်နက်သဘောတူညီချက်အသက်ဝင်လိမ့်မှာမဟုတ်ဘူးလို့ရုရှားကပြောပါလေယူကရိန်းသမ္မတဆီဒန်စကီကတော့ဒီလိုဆောင်ချက်ဟာမမှန်ကန်ကြောင်းတဲ့သဘောတူညီချက်တဲ့အသက်ဝင်လာစေဖို့အတွက်ပိတ်ဆို့အရေးမျိုးကိုရှော့ပေါ်ပေးဖို့မလိုအကြောင်းပြောပါလေယူကရိန်းနဲ့ရုရှားအစိုးရနှစ်ဖက်လုံးကသဘောတူညီချက်တဲ့အသက်ဝင်ဖို့အမေရိကန်ပေါ်မိခိုအားထားနေရကြောင်းပြောခဲ့ပါလေဒါပေမဲ့အမေရိကန်ကတော့ ပင်လက်နဲ့သဘောတူညီချက်အပြစ်ခက်ရဲ့စည်ရေးတောင်းဆိုချက်နဲ့ပတ်သက်ပြီးတော့ပြလဲအကဲဖြတ်မယ်လို့မာကိုရိုဘီယိုကပြောပါရယ်ဘေကင်းစွာရေချောင်းသွာလာခွင့်ပြုမယ်အမေရိကန်ကဂျောင်းဝင်ဆစ်ဆက်ပေးတဲ့ယူကရိန်းနဲ့ပင်လက်နဲ့ဆိုင်ရာအပြစ်ခက်ရဲ့စည်ရေးကိုမော်စကိုကမူအနေနဲ့သဘောတူခဲ့ပြီးနောက်ရုရှားဘက်ကတောင်းဆိုချက်ကိုအမေရိကန်ပြည်ထောင်စုကအကဲဖြတ်သုံးသပ်မယ်လို့အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးမာကိုရိုဘီယိုကဆိုပါရယ်ရေချောင်းသွာလာမှုဘေကင်းစည်ရေးတိုက်ခိုက်မှုတွေရပ်တန့်ရေးကွန်တိုရေးသင်းမိုးတွေကိုစည်ရေးရချက်အတွက်အသုံးမပြုရုံနဲ့ပတ်သက်ပြီး စော်ဒီမှာဆွံ့နှွေးခဲ့ပြီးတဲ့နောက်ယူကရိန်းရုရှားတို့နဲ့ပင်လယ်နက်ဆိုင်ရာသဘောတူညီချက်ကိုတည်ကြားစီရရှိတယ်လို့အမေရိကန်က ပြောပါတယ်။ဆွံ့နှွေးမှုတွေပြီးမှာရုရှားတွေကသူတို့ ဖြစ်စေလိုတဲ့အခြေအနေအသေးစိတ်တွေကိုပြောပါတယ်။ဒါအိုကဲဖြစ်ဖို့လုပ်တော်မယ်လို့မာကိုရူဘီယိုကဂျာမေကာကိုသွားတဲ့ခီစီမှာသတင်းတောက်တွေကိုပြောပါတယ်။ကွန်မရင်ကထုတ်ပြန်ခဲ့တဲ့သဘောတူညီချက်ဆိုင်ရာလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေမှာအဓိကစက်ပြိုးရေးဆိုင်ရာဘဏ် အစားအစာဓမြင့်ဩဇာပို့ကုန်သမားတွေနဲ့ရုရှားသမားတွေကိုကန့်သက်ထားမှုနဲ့ပိတ်ဆို့အရေးမှုတွေကိုရုပ်သရီးတို့ပါဝင်ပြီး2022ပေလယ်နဲ့ဆိုင်ရာပထမဆုံးသဘောတူညီချက်ကို2023မှာတက်တန်းတိုးစဉ်ကမော်စကိုကတောင်းဆိုခဲ့တဲ့ပေါ်အဓိကထင်ဟခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။စစ်ဘေးအတွက်ရတမအေးဖြစ်နေတဲ့ဥရောပတိုင်းမှာနေထိုင်သူများ82နာရီကျော်အသက်ရှင်သန်ဖို့ လုံလောက်တဲ့ပစ္စည်းတွေစုထားကြဖို့ဥရောပသမဂ္ဂကော်မရှင်ကသတိပေးချက်ထုတ်ပြန်ပါတယ်။ရုရှားကယူကရိန်းကိုစစ်ပွဲဆင်နွှဲခြင်းမြင့်တက်လာတဲ့ပထဝီနိုင်ငံရေးများအရေးကြီးလာတဲ့အခြေခံစောင့်တွေကိုဖျက်ဆီးခြင်းနဲ့ electronic စစ်ပွဲတွေဖြစ်လာနိုင်တဲ့အကြောင်းတရားတွေကြောင့်ဥရောပနိုင်ငံတွေအနေနဲ့အန္တရာယ်တွေမသေးချာမရေရာမှုတွေနဲ့ရင်ဆိုင်နေရခြင်းဒေတာလုံးမပြည်သူတွေအနည်းဆုံး82နာရီကြာလုံလောက်တဲ့စာနေအခါနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းထားဖို့ ဥရောပသမဂ္ဂကော်မရှင်ကပေါ်ထူးနေမှာတတိပေးချက်ထုတ်ပြန်ပါလေ။စာမျက်နှာ18မိနစ်ပါအဲ့ဒီလမ်းညွှန်ချက်မှာဥရောပဟာပြင်ဆင်မှုနဲ့ခန္ဓာရဲ့ရှိမှုဓာတ်တွေကိုမြင့်တင်ဖို့မိမိတို့ရဲ့အတွေးခေါ်ကိုပြောင်းလဲဖို့လိုအပ်ကြောင်းဖော်ပြပါလေ။ရုရှားရဲ့အမြဲတမ်းချိန်ချမှုကဥရောပကောင်းဆောင်တွေအားစီးရီးအစဉ်သင်းဖြစ်မှုလိုအပ်ကြောင်းအထူးသဖြင့် နေတိုးဖွဲ့ကိုငွေကြေးထည့်ဝင်မှုနဲ့ယူကရိန်းစစ်ဘက်မှထရက်ဆိုရရဲ့ဥရောပပေါ်ရန်လိုတဲ့ချင်းကပ်မှုဟာလည်းဥရောပတိုက်မှာသူတို့ရဲ့စီးရင်အစဉ်သင်ဖြစ်မှုကိုမြင့်တင်ဖို့ပြန်ဆိုင်ဖြစ်စေခဲ့တယ်လို့ထုတ်ပြန်ကြမှာပြောပါရယ်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတွေဟာအရေးပေါ်အခြေအနေမှာအစဉ်သင်ဖြစ်စေဖို့အ ਨੇ စုံ၃ရက်ကြာ82နာရီလုံလောက်တဲ့အရေးကြီးပစ္စည်းတွေရှိရမှာဖြစ်ပြီးတော့ပြဿနာတွေဆူဆူဝါးဖြစ်ပေါ်လာရင်ကနဦးကလာဟာအရေးကြီးဆုံးဖြစ်တယ်လို့ ကော်မရှင်သတိပေးချက်မှာပါပါတယ်။ပြည်သူတွေကိုမိမိကိုယ်ကိုအာကိုမှုနဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရှိမှုကိုမြင့်တင်ဖို့အားပေးတဲ့ကြောင်းဥရောပကော်မရှင်ကသတိပေးထားပါတယ်။ကျောင်းသင်ယူညွှန်းနှံမှာလည်းကျိုးလင်းမြစ်စင်းဆိုင်ရာသင်ကန်းစားကိုထည့်သွင်းဖို့သတင်းအမှားဖြန့်ဝေခြင်းနဲ့သတင်းချက်လက်လိမ့်လည်လှည့်ဖြားခြင်းကိုတိုက်ဖျက်ဖို့လည်းကျောင်းတွေမှာထည့်သွင်းသင်ကြားပေးဖို့တောင်းဆိုထားပါတယ်။ပေါ်ပေါက်လာတဲ့အခြေအနေတစ်တည်းကြောင့်ဥရောပမှာပြင်ဆင်မှုအဆင့်တစ်ခုလိုအပ်နေပြီလို့ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆလာဗူဒါလီယန်ကထုတ်ပြန်ချက်မှာဆိုပါတယ်။ဥရောပနိုင်ငံသားတွေဖွံ့နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းတွေဟာအကြက်တဲတွေကိုကောက်ွယ်ဖို့နဲ့ဘေးအန္တရာယ်တစ်ခု ကြာရောက်တဲ့အခါလှည့်လည်မြန်မြန်တုံ့ပြန်ဖို့မှန်ကန်တဲ့ လှုပ်ဆောင်ချက်တွေလိုအပ်တယ်လို့ဆိုပါတယ်ရောဘတ်သမဂ္ဂဖော်နိုင်ငံတွေဟာ၎င်းတို့ရဲ့အရေးပေါ်အစီအစဉ်ကိုပြန်သုံးသပ်ပြီးနောက်ကော်မရှင်လမ်းညွှန်ချက်ကိုပေါ်လူနေ့ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့နှစ်စဉ်လကဂျာမနီနိုင်ငံကဥရောပမှာတကယ်လို့ပြိပကဖြစ်ပေါ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာလမ်းညွှန်ချက်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်ကထုတ်ပြန်ခဲ့တဲ့အစီအစဉ်တွေကိုဂျာမနီပြည်ထောင်ဝန်ကြီးကရုရှားရဲ့ရန်လုံမှုတွေကိုရင်ဆိုင်ရမှာပုံမှန်ကောင်းမွန်စွာလမ်းနဲ့တက်ဆက်နိုင်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်နောက်ထပ်တင်ပြပို့ပြောကြည့်ပါမယ် တောင်တရုတ်ပင်လယ်ရေတရုတ်နဲ့တင်မာမှုမြစ်တစဉ် Philippine American ဖူးတွဲစီရေလေ့ကျင့်မှုကြီးစတင်လိုက်ပါတယ် American ကာဝဲဝန်ကြီးပေးဟာဆက်ရဲ့ Philippine ခီးစင်တိုင်းပြီး Philippine နဲ့ American တို့ကတနင်္လာနေ့ကတပ်ဖွဲ့ဝင်9000ပါတဲ့ဖူးတွဲစီရေလေ့ကျင့်မှုစတင်ပါတယ်ညင်းပွားတောင်တရုတ်ပင်လယ်ရေတရုတ်နဲ့တင်မာမှုမြစ်တစဉ် Philippine နဲ့ American တို့ကခုလိုစီရေလေ့ကျင့်မှုလုပ်တာပါ Philippine American စစ်တပ်ဟာပူးတွဲစစ်ရေးဆောင်ရွက်မှုတိုက်ခိုက်ရေးစွမ်းရည်မြင့်တင်မှု Philippine ပိုင်နက်နယ်မြေကာကွယ်စောင့်ရှောက်မှု ခိုင်မာတဲ့ဂရီကွေကို ပြတ်တတ်တယ်လို့ဖိလစ်ပိုင်စစ်တပ်ကထုတ်ပြန်ပါတယ်ပီဟာဆာဟာတောက်ကြနေမှာဖိလစ်ပိုင်ကိုလာမှာဖြစ်ပြီးသမနာထရန်ကခန့်အပ်ပြီးထက်လွတ်တော်ကတီပူပြီးနောက်ပိုင်းသူရဲ့ပထမဆုံးအာရှခီးစဉ်ဖြစ်လာပါတယ်2020ခုနှစ်မှာဖာလီနန်မာကော့စ်ဂျူနီယာသမနာဖြစ်လာပြီးနောက်မဟာမိတ်တွေဖြစ်တဲ့ဖိလစ်ပိုင်နဲ့အမေရိကန်ဟာကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ပြီးတော့တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့ရန်လိုမှုကိုတုံ့ပြန်ပါတယ်အမေရိကန်ကစစ်ပဲခြေစစ်စခန်းလေးခုကိုအုံပြုခွင့်ရတဲ့သဘောတူညီချက်တရက်ကိုနှစ်နိုင်ငံလုံးက 2023မှာလက်မှတ်ရထုတ်ခဲ့ရာဖိလစ်ပိုင်မှာ American Sebas Khan ကိုကိုထီရှိလာပါတယ်။ဖိလစ်ပိုင်ကဒီဇင်ဘာတွင်သူ့ရဲ့ပင်လယ်ရေကြောင်းအကျိုးစီးပွားကိုကာကွယ်ဖို့ American ထုတ်တာလတ်တိုင်ဖုန်းဒုံးကျင်နဲ့ဝယ်ဖို့စီစဉ်ခဲ့ရာတရုတ်ကိုအမျက်ထွက်စေပါတယ်။ American စစ်တပ်ဟာနှစ်စဉ်ပြုလုပ်နေကြသူတို့ဆီလေ့ကျင့်မှုတွင်2024စောပိုင်းကဖိလစ်ပိုင်မြောက်ပိုင်းမှာတိုင်ဖုန်းဒုံးကျင်စနစ်ဖြန့်ကျက်ခဲ့ပြီးတရုတ်ကဝေဖန်နေကြသောဒီဒုံးခွင်စနစ်ကိုဖိလစ်ပိုင်မှာဆက်ထားပါတယ် ဒေါ်နယ်ထရန့်သမ္မတဖြစ်ကျင်းသစ္စာကျင်းဆိုပြီးပါကဖလပိုင်ဟာအမေရိကန်ရဲ့အရေးပါတဲ့မဟာမိတ်ဖြစ်ဆက်ရှိပါလိမ့်မယ်လို့ကာကွယ်ရေးဝန်ကြီးလွိုက်အော့စတင်ကကြိုတင်ခံမှန်းခဲ့တာပဲဖြစ်ပါတယ်ဒါပြင်အော်စတြေးလျကလည်းကာကွယ်ရေး၃စိတ်အရှိန်မြင့်၃ဆွဲမယ်ဆိုပြီးထူးထူးခြားခြားကြေညာလာပါတယ်။လက်ရှိတင်းမမှုတွေမြင့်တက်နေတဲ့ကာလမှာအော်စတြေးလျရဲ့စွန့်စားရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြင့်ဖို့အတွက်ဖက်ဒရယ်ဘတ်ဂျက်မှာကာကွယ်ရေး၃စိတ်ကို မရိကန်ဒေါ်လာ628သန်းကျော်ချပေးဖို့လမ်းဖွင့်ထားတယ်လို့ဩစတြေးလျကောက်ွယ်ဝင်ကြီး Richard Marles ကပြောပါတယ်။ကောက်ွယ်သုံးစိတ်ထဲမှာ Petting လက်နက်တွေထုတ်တာ AUKUS ရင်ငုံသင်းမောချစ်တဲ့စကန်နေ Frigate ဖြစ်သင်းမောစီစဉ်နေပါမယ်လို့ Avalon လေကြောင်းပြပမဝင်ကြီးကပြောပါတယ်။ဒီရပုံငွေဟာလာမယ့်၄နှစ်အတွင်းသုံးမဲ့ကောက်ွယ်သုံးစိတ်ဩစတြေးလျဒေါ်လာ17.6ဘီလီယံဒစိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆယ်စုနှစ်တခုတွင်မှာအရင်ကကျင်ညာခဲ့တဲ့ Australia Dollar ဘီလီယံ50ရဲ့ဒဇိတ်တမိုင်းလည်းဖြစ်ပြီးဒါဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကကာကွယ်ရေးသုံးစိအထူးခြားဆုံးတိုးတက်လာခဲ့တာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ရုရှားလက်ထောက်ကာကွယ်ဝင်ကြီးဟောင်းကိုအဂတိမှုနဲ့ထူးခြားခြားလိုက်ပြီးလို့သိရပါတယ်။ရုရှားလက်ထောက်ကာကွယ်ဝင်ကြီးဟောင်းကိုမြို့တော်မော်စကိုမှာရုံးတင်ဆင်ဆင်နေပါတယ်။ရုရှားသမ္မတပူတင်ကလက်နက်ကိုက်တပ်ဖွဲ့တွေအတွင်းကျင့်ပြတ်ချဆန်းမှုပပျောက်စေရေးတောင်းအားပေးဖို့အချက်ပြတဲ့မှုတွဲတွေတဲက ပထမဆုံးရုံးတင်စစ်ဆေးတဲ့အမှုပါကာဝေးဝင်ကြီးဟောင်းကိုလက်ယူမှုတန်တရားနဲ့မနစ်က AP မှာဖမ်းဆီးခဲ့ပြီးသူဟာအနည်းဆုံးဒေါ်လာ38တန်ကျော်လွယ်သုံးစားလုပ်မှုနဲ့အော်တိုဘားမှာစုံစမ်းစစ်ဆေးသူတွေကဆွဲချက်တွေထပ်တော့ပါတယ်ကာဝေးလက်ထောက်ဝင်ကြီးဟောင်းအီဗန်နော့ကဆွဆွဲချက်တွေကိုညင်ပါတယ်ရုရှားကယူကရိန်းမှာအထူးစစ်စင်ရေးလို့ခေါ်တဲ့စစ်စင်ရေးကိုဆက်လုပ်ချေပူတင်ဟာရုရှားရဲ့မြင့်တက်လာတဲ့ကာကွယ်ရေးအသုံးစရာနဲ့ရန်ပုံငွေကိုဖြုန်းနှီးခြင်း စီမံခန့်ခွဲမှုနဲ့တင်းယူခြင်းတို့ကိုဖယ်ရှားဖို့စ조사နေပါတယ်လက်တလုံးနှစ်တွေအတွင်းစစ်တပ်ကိုထိခိုက်စေမဲ့အကြီးမားဆုံးအရှုပ်တော်ပုံတွေပြီးခဲ့တဲ့နှစ်မှာအနည်းဆုံးလူဒဒါဆယ်လောက်ဖမ်းခံရပါတယ်2016ခေတ်ကလက်ထောက်ဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အီဗန်နော့ဟာကာကွယ်ရေးဥက္ကဋ္ဌနာမှာအင်ချမ်းမြေစီမံခန့်ခွဲမှုအင်အားစောက်လို့ရတဲ့ပေါင်နှမှုတွေကိုတာဝန်ယူခဲ့တဲ့အပိုင်းမှာသူဟာသတင်းစာပညာဆိုင်ရာစုံစမ်းထောက်လှမ်းရေးဘာသာရေးနယ်ပယ်ကတာဝန်ကိုကြာရှည်စွာထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်နောက်ထပ်သတင်းမို့ပြောချင်ပါတယ် စတီးပြားတွေမှာကော်မားသုံးထားတဲ့ပြဿနာကြောင့် Cyber Truck ကားတွေကို Tesla ကပြန်သိမ်းတော့ပါတယ်။ American Car Company Tesla ရဲ့ Cyber Truck ကားဒီဇိုင်းဘိုင်းမှာ Lambda တစ်ဆမှုကိုဖြစ်စေနိုင်တဲ့ပြစ်ချက်တစ်ခုရှာဖွေတွေ့ရှိပြီးနောက်ပြန်လည်ပြင်ဆင်ပေးဖို့အတွက်ဈေးကွက်ထဲမှာ Super Cyber Truck ကားအလုံးနီးပါးကိုပြန်အပ်ဖို့ညွှန်ကြားချက်တွေကို American Baking လုံခြုံရေးစောင့်ကြည့်ဖွဲ့ကထုတ်ပြန်ပါတယ်။ မျိုးသောအမြန်လန်းရင်သွားလာမှုဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့ရဲ့ပြန်အပ်ဖို့အဆိုပါမှကြားချက်အရ Cyber Threat စီးရဲ4600ကျော်အကျိုးဝင်ပါတယ်။ကားလီကမှန်ရဲ့ဘယ်ညာဘက်ချမ်းမှာတက်ထားတယ်။အပြင်ဘက်စတီပြာကမောင်းနေနေစဉ်တွင်ပြုတ်ခွန်နိုင်ပြီးတခြားကောင်းမောင်းသူတွေအတွက်အနည်းရရှိတဲ့လမ်းတော်တဆမှုကိုဖြစ်စေနိုင်ကရှင်းတိုက်မှုဖြစ်နိုင်ချေလာလာကိုမြင့်တက်စေနိုင်တယ်လို့သတိပေးချက်ကြောင့်ဖြစ်ပါတယ်။ ကောက်ကွက်သဘိမ်းပေါက်မှုချာမှာတက်စလာရဲ့ကာယောင်းချမှုပိုင်းအကျက်ဆိုင်နေချိန်ခု Cyber Truck ကားတွေပြန်သိမ်းမှုကလွန်ခဲ့တဲ့တစ်နှစ်ကျော်ကြာကဝယ်သူတွေလက်ထဲဆက်ရောက်ပြီးနောက်ရှစ်ကြိမ်မြောက်အဖြစ်ပြန်သိမ်းယူခြင်းဖြစ်ပါတယ်။ကားရဲ့လေကာမှန်တဲ့အမိုးချားမှာရှိတဲ့အစွန်းခံသမဏိပြားကိုရင်းနဲ့ကိုယ်ထည်ပိုင်းနဲ့ကော်ဒမျိုးသုံးပြီးတွဲကပ်ထားခြင်းဖြစ်ပါတယ်။ပြန်လည်ပြင်ဆင်မှုမှာသဘောပေါက်ခြင်းဆိုင်ရာဒဏ်တွေပုံမှုခံနိုင်စွမ်းရှိမဲ့မတူတဲ့ကော်ဒမျိုးကိုသုံးပြီးထပ်တိုးအဖြစ်မှုလည်းပါဝင်ကြောင်းပြောပါတယ်။ စတီးပြားလေးကိုပြန်လည်ပြင်ဆင်မဲ့ Tesla ကမ်းလှမ်းမှုကကားပါရှင်တွေကိုခမဲ့လှုံ့ဆော်ပေးမှာဖြစ်ပါလေသူတို့အနေနဲ့မေလ19ရက်နေ့မှာ e-mail နဲ့အသီးပေးကြောင်းကြားစာတွေပို့ဖို့လည်းစီစဉ်နေပါတယ်ခု Cybertruck ကားစီးရဲ့4600ကျော်ကိုပြန်လည်ပြင်ဆင်ဖို့အတွက်ပြန်အပ်ဖို့မှာကြချက်မှာ2023 November 23မှ2025 February 29ကြားထုတ်လုပ်တည်ဆောက်ခဲ့တဲ့2024 25 model အလုပ်ပါပါတယ်။ Cost တိပြပြဿနာကို Tesla ကခုနှစ်စောပိုင်းမှာစတင်တည်လာခဲ့ခြင်းဖြစ်ပြီးအဲ့ဒီညွှန်ကြားချက်မှာမှတ်ချက်ဖြစ်ပါတယ်။ ထပ်အမေရိကန်သမားယာတို့ပြန်ရပြီးဘီလီယံနာအီလွန်မတ်စ်ကို DOG ကြီးဌာနဦးဆောင်စေပြီးနောက်ပိုင်းခိုးစိုက်ဘာထရက်ကားတွေပြန်သိမ်းခံရမှုကအီလွန်မတ်စ်ရဲ့ Tesla မှတ်စိတ်အတွက်နောက်ထပ်အကြက်တဲစိုက်စီတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်မန်ဟတ်တန်မြို့ထက်၃ဆပူကြီးတဲ့ကမ္ဘာအကြီးဆုံးအပင်ကြီးကိုတွေ့ရှိတယ်လို့သိရပါလိမ့်မန်ဟတ်တန်မြို့ထက်၃ဆပူကြီးမတဲ့ကမ္ဘာအကြီးဆုံးအပင်ကိုအော်စတြေးလျကမ်းလွန်မှာတွေ့ရှိခဲ့ပါလိမ့်မြို့ပိဇာစစ်ဆေးမှုအရာ ။နောက်ဩစတြေးလျပြည်နယ်ရဲ့ရေအောက်မှာပေါက်နေတဲ့ပင်လယ်မြတ်အစုဝေးဟာတပင်လေးဖြစ်ကြောင်းတွေ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၄၅၀၀တွင်မျိုးစစ်တစ်စီးတဲကောင်းနေပွားများလာတာဖြစ်တယ်လို့ယုံကြည်ထားပါတယ်။ပါမျိုးမြောက်ဘက်ကီလိုမီတာ၈၀၀အကွာဝေးမှာရှိတဲ့ရှက်ကဘေးပင်လယ်အော်မှာတမျိုးမြာရှင်ဖွဲကအဲ့ဒီပင်လယ်မြတ်အစုဝေးကိုမရည်ရွယ်ပဲတွေ့ရှိခဲ့တာပါပင်လယ်မြတ်အစုဝေးဟာအလျား89စတူရမ်မှာကျောင်းနေလို့အနောက်ပိုင်းဩစတြေးလျပြည်နယ်တက္ကသိုလ်မှာသုတေသီတွေကပြောပါတယ်ပင်လယ်မြတ်ဟာတစ်နှစ်ကို35စင်တီမီတာပဲရှည်လျားတာကြောင့် မျက်ခင်းပြင်ဖြစ်လဲစိုက်ပျိုးလို့ရှိပါတယ်။အဲ့ဒီတော့ခုလိုရွယ်စားမြောက်ဖို့အနည်းဆုံးနှစ်ပေါင်း4500ကြာမြင့်မယ်လို့သူတည်တည်တွေကခန့်မှန်းထားပါတယ်။အခုတွေ့ရှိမှုဟာကမ္ဘာမှာပထမဆုံးတွေ့ရှိမှုပဲဖြစ်ပြီးဒီလောက်ကြီးမားတဲ့ပင်လယ်မြေအစုဝေကိုတခါမှမတွေ့ဘူးကြောင်းပညာရှင်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဝင်းပလွေနဲ့မျိုးစိတ်ထားတဲ့ရှာပါခွေးတကောင်ကို ဒေါ်လာတန်းချီပေးပြီးဝယ်သူတို့ထွက်ပေါ်လာပါတယ်။ဝင်းပလင်းနဲ့ကော့ကေးဆက်တိုးထင်းခွေးဆက်မှုထားတဲ့ခွေးမျိုးစိတ်ကောင်ကိုအိန္ဒိယနိုင်ငံမှာခွေးသားဖောက်သူတို့ဟာရူဘီတန်း900ဗရိကန်နဲ့တွက်ရင်တော့ဒေါ်လာ9.8တန်းနဲ့ဝယ်ယူခဲ့ပါတယ်။မရိကန်မှာတားဖောက်ထားတဲ့ကာရာဘွန်ဥခာမီမီယာခွေးဟာကမ္ဘာတန်ကြီးမြင့်ဆုံးခွေးဖြစ်စံကျင်တင်သွားပါတယ်။ဥခာမီယာ၈လသားရွယ်ပဲရှိပေမဲ့ခန္ဓာကိုယ်လေးကျင့်85ကီလိုဂရမ်ရှိပြီးလက်မ30မြင်တာကြောင့်အလွန်ထွားကျတဲ့ခွေးတစ်ကောင်မှာ အလုံးရှာပါတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။အိုခါမီကိုစင်ကျင်နေစင်းလုံးနဲ့ဝယ်ယူခဲ့သူကတော့အိန္ဒိယနိုင်ငံ ခွေးသားဖောက်သူများစီယွန်အိုခရာစာတစ်ပါပဲ။ကမ္ဘာအရှာပေါ်ဆုံးခွေးမျိုးစိတ်ပါဝင် ခွေးမျိုးစိတ်မှ150ကျော်စာတစ်ကဝယ်ယူခဲ့ပါတယ်။အိုခါမီကအလုံးရှာတဲ့ခွေးမျိုးစိတ်ပါ။ဝင်းပလေးတကောင်နဲ့တော်တူပါလေ။ဒီလိုမျိုးစိတ်ကိုအရင်တော့ကတခါမှမတွေ့ဘူးပါဘူး။ရှာလုံးလို့လောက်ငွေများကြီးပေးဝယ်တာပါ။လူတွေကကျွန်တော်ခွေးတွေကိုအခါချင်းကိုပြပြကြည့်ကြလို့ကျွန်တော်မှဝန်ထမ်းတော့ငွေမာနာရှိတာပါလို့ စာတက်ကဆိုပါတယ်စာတက်ဟမ်မင်းတုံးကလည်းအနီရောင်ပန်တာဝန်းတို့ကောင်နဲ့အလွန်တူတဲ့ချောင်းချောင်းခွေမျိုးစစ်တကောင်ကိုအမေရိကန်ဒေါ်လာ3000ကျော်ပေးချေပြီးဝယ်ယူခဲ့ဘူးတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ဂျာမနီက တုံးမြတ်တစင်ကိုနော်ဝေးအဂါသာစခန်းမှာပထမဆုံးစံသက်လွတ်တယ်ပဲဆိုပါတယ်ဂျာမန် ISR Aerospace ဂျိုလူလွတ်တရေးဝန်ဆောင်မှုကုမ္ပဏီရဲ့ Spectrum တုံးမြတ်ကိုနော်ဝေးနိုင်ငံအန်တာရာကတားသာသာစခန်းကလည်းမလ24မှာပထမဆုံးစံသက်လွတ်တင်ခဲ့တယ်လို့သိရပါတယ် ်ဥရောပအကာသအေဂျင်စီကြီးကကကြေညာပါတယ်ဥရောပတိုက်ရဲ့ပုဂ္ဂလိကပိုင်ဂျိုရုဒုံမြန်ကိုဥရောပတိုက်တွေကပဲပထမဆုံးလွှတ်တင်ခဲ့တာလို့ဆိုပါတယ်တမိုင်းဝင်ဖြစ်ရပါလို့ဆိုပါတယ်ဥရောပရဲ့ပုဂ္ဂလိကအကာသလုပ်ငန်းခွင့်ပြုတွေ့တဲ့ရေးတွေ့ရည်ရွယ်သလိုဒီဒုံပြန်စမ်းသက်လွှတ်တင်ဖို့အစီအစဉ်ဟာဥရောပအကာသအေဂျင်စီကငွေကြေးပဝင်ပူးကူညီပံ့ပိုးထားတယ်ဆိုပါတယ်ခုစံတက်လို့တင်မှာနိုင်ငံတကာစနစ်မှာဥရောပပုဂ္ဂလိကအာဂါဒါကုမ္ပဏီတွေရဲ့ရှင်ပြိုင်နိုင်စွမ်းနဲ့ ဥရောပမှာအာဂတနိပညာဖွံ့ဖြိုးတိုးတက်လာဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ဥရောပသတင်းတွေကဆိုပါတယ်။ဥရောပရဲ့အာဂတလှုပ်ဆောင်ချက်ဟာတရုတ်၊ရုရှား၊အမေရိကန်တို့ရဲ့နောက်မှာနှစ်ပေါင်းများစွာပြတ်ကျချင်ခဲ့တဲ့အတွက်ခုလိုလောရတာလို့ပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တောင်ကိုရီးယားနိုင်ငံသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးတောမီကြောင့်တေဆုံးသူဟာ26ဦးထိမြင့်တက်လာပြီလို့သိရပါတယ်။ ရှေးအောင်ဆောင်တွေလည်းမိမိတင်ငယ်အလုံးမိသက်သမားတွေဟာလူတွေနဲ့ရှေးအောင်မှုနှစ်တွေကိုထိန်းသိမ်းဖို့စူးစမ်းနေရပါတယ်။မလ21ရက်နေ့ကတည်းကတောင်ကိုရီးယားနိုင်ငံရှေးတောင်ပိုင်းကမီးစတင်လောင်ကျွမ်းမှုကြောင့်လူသောင်းနဲ့ချီနေရဆုံးခွာခဲ့ရပါတယ်။မီးလောင်မှုမှာအဓိကသေသူတွေဟာအသက်60ကနေ80ကြားအရွယ်တွေဖြစ်တဲ့လူတော်ဝန်ရှိသူတွေကပြောပါတယ်။မိမိတယောက်ကတော့အင်းနီမီးလောင်တာကကဘာပြက်ကင်းမြင်ကွင်းလိုပါပဲရမ်းဆိုးပါတယ်ပြောပါတယ်အာနာပါနေကတော့ လူတွေကြောင့်မီးစတင်လောင်ခဲ့တာလို့ယုံကြည်ထားပါတယ်။ကြွေးညင်မယားရှင်တွေကတော့ရာသီဥတုပြောင်းလဲမှုကြောင့်ခုလိုသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးမီးပိအန္တရာယ်နဲ့ရင်ဆိုင်ရတာလို့သုံးသပ်ပါတယ်။ချောက်သွေးတဲ့မြေပြင်နဲ့လေတိုက်အားကောက်မှုတွေကြောင့်မီးပြတ်နှက်မှုမြင်ခဲ့ပါတယ်။လေတိုက်မှုကြောင့်မီးလောင်မှုလမ်းကြောင်းပြောင်းပြီးဟယ်လီကော်ပတာတစ်စီးတော်မှပြတ်ကျခဲ့ပါတယ်။တောင်ကိုရီးယားတောင်မီကြောင့်နှစ်ပေါင်း1300တန်ရေးဖျားကြောင်တစ်ခုပျက်စီးခဲ့ပါတယ်။ ဒါကြောင့်ဒေသခံတွေကဆင်းနုတော်တွေရှေးအောင်မှုနှစ်တွေကိုရွှေ့ပြောင်းဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။တော်မီလောင်မှုကြောင့်မိသက်သမားထောင်ထဲချီကယ်ဆယ်ရေးလှုပ်ဆောင်နေပြီးစစ်တပ်ကလည်းကူညီပေးနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နိုင်ငံခီးစင်မှာ Apple CEO Tim Cook ကတော့ DeepSeek ကိုချီးကျူးသွားပါတယ်။ Tim Cook ဟာဇန်နဝါရီလ3လပတ်ကုမ္ပဏီဝင်ဝင်ရလက်ရှင်တန်းကျင်ညာတော့ကလည်း deep sip ကိုရည်ရွယ်ပြီးအလုပ်ဖြစ်ပြီးထိရောက်တဲ့ တီထွင်စံသမှုကကောင်းတဲ့အရာပါလို့ပြောခဲ့ပါတယ်ခုတရုတ်ပြည်ရောက်ချိန်မှာလည်းဒစ်စစ်ရုံဆိုင်တဲ့ဟန်ကျိုးထိသွားလည်ခဲ့ပါတယ်ဟန်ကျိုးဆိုတာကတရုတ်ရဲ့နီးပညာဆောင်လို့ပြောရမယ်မျိုးပါကမ္ဘာကျော်အလီဘာဘာ group ပြည်ရောက်ဆိုင်တဲ့ဒီမျိုးမှာငကား6ကောင်လို့တင်စားထားတဲ့ထိပ်တန်းနီးပညာကုမ္ပဏီ6ခုရှိပါတယ်အဲ့ဒီကုမ္ပဏီတွေကတော့ AI company DeepSeek Manico Technology Cell company Unitree Robotic Deep Robotic Natural Link Style အယုံကြောသိမ့်မှကုမ္ပဏီ Renko နဲ့ဦးခုံးကင်းကုမ္ပဏီ Game Sense တို့ပဲဖြစ်ပါလိမ့်။ Tim Cook ရဲ့ Han Joke ရှိစဉ်မှာဒီကုမ္ပဏီတွေနဲ့တွေ့မတွေ့တော့မသိရပါဘူး။ Han Joke ကိုရောက်တော့ Tim Cook ဟာ Shichan University ကကျောင်းသားတွေနဲ့တွေ့ခဲ့တယ်လို့ကျောင်းကိုလည်းရောင်း3000လှူခဲ့ပါလိမ့်။ဒီကျောင်းဟာ Dipsit Founder Player One Fan နဲ့ PDD Holding E-commerce လုပ်ငန်းစုတစ်ထည် Colin Huan တို့တက်ခဲ့တဲ့ကျောင်းမှာ2025အတွက်တင်ကွက်ရဲ့ပထမဆုံးတရုတ်ခီးစဉ်က Apple Intelligence တရုတ်မှာသုံးစွဲခွင့်ရဖို့ကိစ္စအပြင်ရှန်ဟိုင်းမှာ developer conference ကျင်းပဖို့လည်းဖြစ်ပါလိမ့်။ Apple ရဲ့ Shanghai developer conference မှာ Apple intelligence ကြောင့်တရုတ် developer တွေကိုသေစိတ်တွပြသွားပါပါ။လောလောဆယ်မှာတော့တရုတ်က iPhone လေးမှာ AI သုံးနိုင်မှုအတွက် Apple နဲ့ Alibaba တို့ပါတနာလုပ်ထားတယ်ဆိုပါတယ်တရုတ်ဈေးကွက်ထဲဝင်တဲ့ iPhone လေးမှာ AI မပါတာနဲ့ပြည်တွင်း phone brand တွေရဲ့စိန်ခေါ်အကောင်မှုကြောင့် iPhone ရောင်းအားကျဆင်းလာပါတယ်2024စက်တင်ဘာ3လပတ်အတွင်း တရုတ်ဈေးကွက်ထဲမှာ iPhone တင်ပို့မှုဟာအရင်ကတည်းက25%ကျဆင်းပြီးတစ်နှလုံးရောင်းအားနဲ့ဆင်18ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ဘိုလီးဗီးယားမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်လူ90ကျော်သေပါတယ်။ဘိုလီးဗီးယားနိုင်ငံတော်မှာမိုးသီးထန်စွာရွာသွန်းပြီးရေကြီးရှင်မှုကြောင့်လူပေါင်း90ကျော်သေပြီးတသိန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ဘော်လီးဗီးယားသမ္မတလူးဝစ်အာဆာမြို့သားရေးပေါ်ခြေနေကြညာလိုက်ရပါတယ်။ ပုံနိုင်တဲ့ခင်ရတဲ့မြို့ပေါင်း200ကုမြို့နဲ့ဘေးဒဏ်သင်္မီသားစုပေါင်း338,800ကျော်ရှိပါတယ်။ဘော်လီဗီးယားရဲ့ဒေသကုကုလုံမှာမိုးသီးထန်စွာရွာသွန်းမှုတံကြုံတွေ့ခဲ့ရပြီးဘဲနီခန်ကိုသဘောပေးရတဲ့အခြေအနေကြီးညာထားပါတယ်။ချူဂီဆာကာလာပတ်စနဲ့စန်တာခရုခရသုံးခုကိုလည်းအရေးပေါ်အခြေအနေကြီးညာထားပါတယ်။အရေးပေါ်အခြေအနေကြီးညာတဲ့အတွက်ဆိုရကိုထောက်ပံ့ပစ္စည်းတွေဝယ်ဖို့နဲ့အရေးမြစ်တွေဖြန့်ကျက်အောင်လွယ်ကူချုံးမွေးစေပါတယ်။ အပြင်းနဲ့ဒုက္ခရောက်နေတဲ့ဒေသတွေစီကုညီတွေထောက်ပံ့တာတွေကိုကုညီဖြန့်ဝေဖို့နိုင်ငံတော်အထောင်ချီတဲ့စစ်သားတွေတက်ဖြတ်ထားပါတယ်။လူဦးရေ12တန်းကျော်ရှိတဲ့ဘော်ဘီယာမှာမူရတီဟာပုံမှန်အပြင်နိုဝင်ဘာမှမလာသေးဖြစ်ပါတယ်။ပုံမှန်အပြင်ဖေဖော်ဝါရီမှာထုတ်ပြန်လေးရှိတဲ့မြေရေရှင်မှုတွက်လိန်မော်ရောင်နဲ့အနီရောင်သတိပေးချက်အများအပြားကိုအခုနှစ်မလကထုတ်ပြန်ခဲ့ပြီးအေပီလအထိတက်တန်းထပ်တိုးခဲ့တယ်လို့ဘော်ဘီယာနိုင်ငံစီဒန်ဟန်ယီမူရတီဌာနကပြောကြားခဲ့ပါတယ်။